ဟုတ်ကဲ့ညီမနာမည်ကတော့အီတာဖြူပါရှင်ညီမအခုအသက်ကတော့အသက်24နှစ်ပြည့်ပြီပါဗျလက်ရှိလောက်ကန်ရတော့ IT engineer တယောက်အနေနဲ့ရောဂျပန်စာဆရာမတယောက်အနေနဲ့ပါအလုပ်လုပ်ကန်နေပါရဲ့ရှင်။ညီမကတော့အလုံးကိုစားပြုတ်အလှမယ်ဖြစ်ပါရဲ့ရှင်။ဟုတ်ညီမက Miss Universe တယောက်ဖြစ်ဖို့ဆိုတာညီမရဲ့ငငယ်လေးကအိမ်မက်တခုပေါ့ဗောနော်။ဒါပေမဲ့အခုလက်ရှိကျတော့အချိန်ဇယားလေးလည်းနည်းနည်းညှိလို့ရသွားတာပေါ့နော်။အဲအားကြောင့်မလို့လက်ရှိဟိုအခွင့်အရေးလည်းရနေအားကြောင့်မလို့ပေါ့နော်။ဝင်ရောက်ရှင်ပြိုင်ဖြစ်သွားတာပါရှင်။ အာညီမရဲ့ email ချက်ကတော့အနာဂတ်မှာလူငယ်တွေနဲ့ပူးပေါင်းပြီးတော့အောင်မြင်တဲ့ IT company တခုတည်ထောင်ဖို့ပေါ့နော်။ညီမရဲ့အိမ်မက်ကကြတော့အာတေချာလေးတာဝန်ကျေပွန်နဲ့ပေးချန်တရားဖြစ်ဖို့ပါရှင့်။อืมကိုကိုကိုဆိုတော့တရားပေါ့။ အာမစ္စတီဆိုတာတကယ်တော့ speak out လုပ်ပေးရတဲ့သူတွေဖြစ်တယ်ပေါ့နော်။ညီမအဲ့လိုတည်ထားရပေါ့နော်။ဆိုတော့အာခုလက်ရှိကျတော့ညီမကိုယ်တိုင်ရောညီမနဲ့တက်တူရတူတခြားသူတွေရောပေါ့နော်။လမ်းပြောက်ပြီးတော့ဘာလို့လို့ဘာကြ ਾਇ ရမှန်းမသိဖြစ်နေကြတဲ့အခြေအနေပေါ့နော်ဆိုတော့ညီမညီမကိုဖြစ်ဖြစ်နည်းနည်းလေးပေါ့နော်ဆန်နမူနာအတူယူတာဖြစ်ဖြစ်ဒါမှမဟုတ်ညီမကိုကြည့်ပြီးတော့ဖြစ်ဖြစ်ခွန်အားလေးရစေချင်တယ်ပေါ့နော်ကိုလုံးလက်စားရှိတဲ့အလုပ်တွေအားလုံးကိုရှောက်နေတဲ့လမ်းတွေအားလုံးကိုလက်မလျှော့လိုက်ဖဲနဲ့အရှိကိုဆက်ရှောင်နေစေချင်တယ်ပေါ့နော်ညီမ message လေးအားလုံးကိုမျှဝေပေ ကျွန်တော်လာရောက်ရှင်းပြပြတာပါရှင်မြန်မာလှုပ်ချင်တာရတော့အများကြီးရှိရပါတော့။အကယ်လို့ဒါနိုင်ငံကိုစားပြုတယောက်ဖြစ်လာမယ်ဆိုရင် Miss Universe မြန်မာ Organization နဲ့ပူးပေါင်းပြီးတော့အာရှေ့လျှောက် project တွေပေါ့နော်။လူငယ်တွေအတွက် project တွေအများကြီးလည်းလုပ်ပေးချင်ပါရှင့်။ဟောမြန်မာကိုဆက်ပြီးတော့ချစ်ခင်အားပေးပြီးတော့ voting တွေလည်းအများကြီးပေးပေးကြပါ။မြန်မာဒီထက်အများကြီးအများကြီးတည်တည်ချာချာလေးစူးစမ်းပါမယ်။အားလုံးကိုလည်းကျေးဇူးရမ်းတင်ပါတယ်ရှင့်။